လုံးဝအုတ်ချုပ်ခွင့်မရှိစေရမင်းသိဒီနေ့မြမຫນွေဦးတော်လန်ရေးမှာပြည်သူတွေဟာရွေးကြော်တန်အမျိုးမျိုးကိုကြွေးကြော်ကြတယ်အဲ့ဒီထဲကတိတ်ထူးခြားပြီးတိတ်အရာရောက်တဲ့ကြွေးကြော်တန်တစ်ခုကိုတင်ပြခြင်းပါတယ်အဲ့ဒါကတော့လုံးဝအုတ်ချုပ်ခွင့်မရှိစေရဆိုတဲ့ကြွေးကြော်တန်ဖြစ်ပါတယ်ဒီကြွေးကြော်ချက်ဟာလက်တွေအပြင်တိတ်ပြီးအေးပါပါတယ် အရာရောက်တယ်အကြောင်းကတော့အာနာရှင်ဒေါ်လန်ကြီးမှာလက်တွေ့တက်တည်ပြနေလို့ဖြစ်ပါတယ်လုံးဝအုတ်ချုပ်ခွင့်မရှိသေးရဆိုတာကိုဗဟုပြုပြီးဒေါ်လန်သူလူသူအလုံးဟာအမျိုးမျိုးအဖုံဖုံလှုပ်ဆောင်နေတာတွေ့ရပါတယ်လူသူရဲ့အာနာဖြည့်ဆန်မှုအလုံးဟာသူ့တန်ဖိုးနဲ့သူပါ သူ့အရာရမှုနဲ့သူပါအဲ့ဒီတဲကပြည်သူဝန်တန်းတွေရဲ့အာနာဖီဆန်ကြီးဟာတိတ်ပြီးထိရောက်ပါတယ် တိတ်ပြီးတော့အရာရောက်တယ်။အကြောင်းကတော့ပြည်သူဝန်တန်းတွေရဲ့ပြည်သူအာဏာပြန်ဆန်ရေးလှုပ်ရှားမှု CDM ကစစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ကြွေးကြော်သံရဲ့အဓိကတော့ချက်ဖြစ်လို့ဖြစ်ပါတယ်။စစ်ကောင်စီဟာပြည်သူဝန်တန်းတွေသူ့အုပ်ချုပ်မှုရန်တရားအောက်မှာအမှုထမ်းစေဖို့ချော့တာလည်းလုပ်တယ်၊ခြောက်တာလည်းလုပ်ပါတယ်။ညှိုးဆွဲတာကိုလည်းလုပ်တယ်၊မလုံပေးတာကိုလည်းလုပ်တယ်။ အတင်းအာရမဖီအားပေးတာတွေလည်းလုပ်တယ်။လော်ဘီတွေကိုဝါရဖြန့်ခိုင်းပြီးစီရီယမ်မှာပျော့ညံ့သွားအောင်အညံ့ခံသွားအောင်စီရီယမ်လှုပ်တဲ့ပြည်သူဝန်တန်းတွေ တဖြည်းဖြည်းပဲ့ကြွေဆင်းအောင် လုပ်ခဲ့တယ်။လုပ်နေတယ်။လုပ်အောင်မှလည်းဖြစ်ပါတယ်။ဒီနောက်ပိုင်းမှာတွေ့ရတာကတော့စိတ်ဓာတ်ပိုင်းဆိုင်ရာ တောက်မခံနိုင်အောင်အွန်လိုင်းကနေတဖုံသတင်းစာတွေကနေတမျိုးဝါရဖြန့်တာကို တွေ့ရပါတယ်။ CDM ကနေနန်းစီရန်ဖြစ်သွားတဲ့ပြည်သူဝန်တန်းတချို့ရှိတာတွေ့ခဲ့ရပါတယ်။လူတိုင်းဟာသူ့ကြောင်းတဲ့သူရှိမှဖြစ်တော်လဲပဲဝန်တန်းမှမလုပ်ရရင်ဘဝရည်တည်မှုငွေငွေရရှိမှုကို တခြားမြည်သည့်အသက်မွေးဝမ်းကြောင်းမျိုးနဲ့မှမလုပ်ကင်တတ်တော်တဲ့ဝန်တန်းတွေကတော့အများစုက CDM ကို လက်လျှော့လိုက်ရတာတွေရှိပါတယ်။တို့ပေမဲ့သူတို့ရဲ့စိတ်ထဲမှာ တရားမှုနဲ့မတရားမှုကိုတော့သေသေးချာချာခွဲခြားသိမြင်ထားကြပါတယ်။တစ်ဖက်မှာလည်းလူဆိုတော့ကိုကိုကိုဖြည့်တွေးတာတွေလည်းရှိပါတယ်။ဒါပေမဲ့ကိစ္စမရှိပါဘူး။အာနာရှင်ဖြီးဆန်ရင်မှာ ကိုကိုတိုင်းစိတ်တန့်ဖို့သာလိုပါတယ်။အစိုးရတရက်ဟာခေါင်းပိုင်းဖြစ်ပြီးဘျူရိုကရေစီဟာကိုယ်ပိုင်းဖြစ်ပါတယ်။အာနာသိမ့်လိုက်တော့ခေါင်းပိုင်းအပြောင်းလဲဖြစ်သွားတယ်ဆိုတဲ့သဘောပါ။ဒါပေမဲ့ ကိုပိုင်းကိုပြောင်းလို့မရဘူးအစားထိုးလို့မရဘူးအကြောင်းကတော့ဒူရိုကိုစီဆိုတာအစိုးရတရရဲ့အဓိကလက်တံဖြစ်တယ်အဓိကရန်နေရာဖြစ်လို့ဖြစ်ပါတယ်ဒါပေမဲ့ယနေ့တွေ့နေရတဲ့မြမာပြည်ကအစိုးရဝန်ထမ်းရန်တရားဟာရခင်ကစစ်ပေါင်းတွင်ထားတဲ့ဘူရိုကရေစီမဟုတ်တော့ဘူးဆိုတာပြည်သူတရက်လုံးနားလည်လိုက်ရပါတယ်ပြည်သူဝန်ထမ်းတွေဟာယာတို့ဌာနတွေကို စွန့်လွတ်ရတော့လဲပဲကိုယ်ပညာနဲ့ကိုယ်တမွေးဝမ်းကြောင်းပြုနိုင်တယ်လို့ယုံကြည်ချက်ရှိနေကြတာတွေ့ရပါတယ်ဒီလိုယုံကြည်ချက်ရှိနေတဲ့ပြည်သူဝန်တန်းတွေကိုအစိုးရရန်တရာအဝန်ဝိုင်းပြင်ပမှတောင်းမှနေထိုင်စားသောက်လုပ်ကင်ဖို့ခက်ခဲအောင်စစ်ကောင်စီကအညိုတကြီးနဲ့ဖြတ်လို့ဖြက်စီးလုပ်နေတာကိုလည်းတွေ့မြင်နေရပါတယ်အော်လို့တစ်ချက်အသက်ပြင်းချလိုက်ယုံမှတပါမတွေးတတ်တော့ပါ စာနာပြပြည်သူတွေတပိန်မှောက်တဲ့သူတွေဘလောက်ပဲလမ်းပေါ်ထွက်နေကြပါစေစီရမ်လောက်တဲ့ပြည်သူဝန်တန်းတွေ မရှိတော့ရင်စစ်ကောင်စီဟာအုတ်ချုပ်ခွင့်အပြည့်အဝရသွားမှာဖြစ်ပါတယ်စစ်ကောင်စီကိုအခုထက်ထိဘယ်နိုင်ငံခြားအတိုင်းပြည်တစ်ခုကမှတရားဝင်အစိုးရဖြစ်အတိအမှန်မပြုသေးပါဒီလိုတရားဝင်အတိအမှန်ပြုမှုမရပေမဲ့ပြည်သူဝန်တန်းတွေဟာစစ်ကောင်စီဝန်တန်းတွေဖြစ်စစ်တပ်ရဲ့အမှုဒဏ်တွေဖြစ် ရောက်ရှိသွားရင် စစ်အာဏာရှင်ဟာအုပ်ချုပ်ခွင့်ရသွားပါပြီစစ်အာဏာရှင် အုပ်ချုပ်ခွင့်ရပြီဆိုရင်တိုင်းပြည်နဲ့ပြည်သူလူထုကိုငြိမ်အောင်ဝိအောင်ပြီအောင်ပြားအောင် လုပ်ပါတော့မယ်အခုတိုင်းပြည်ဟာစစ်ကောင်စီရဲ့ခေါင်းကို အတက်ခံလိုက်ရပြီမဲ့မငြိမ်ဘူးမဝိဘူးမပြီဘူးမပြားဘူးပေါ့ဆက်လက်အာဏာပြည်ဆန်နေစေတော်လန်ရေးတစ်ပင်ဟာငွားငွားဆွန့်ဆွန့် ွင့်လန်းနေစေရှင်သန်နေစေဒါဟာဘာကြောင့်မလဲ CDM လို့ခေါ်တဲ့ပြည်သူအာဏာပြည်ဆိုင်ရေးလှုပ်ရှားမှုတည်ထန့်ခိုင်မြဲနေခြင်းကြောင့်ပဲဖြစ်ပါတယ်အကယ်၍ CDM လှုပ်ရှားမှုအရင်နိုင်သွားခဲ့ရင်စစ်ကောင်စီဟာဘသူအတိမတ်ပြုတ်ပြုတ်မပြုတ်ပြုတ်အုတ်ချုပ်ခွင့်ရသွားပါပြီဘယ်ပြည်သူကယုံကြည်ကြည်မယုံကြည်ကြည်အုတ်ချုပ်ခွင့်ရသွားပြီစစ်ကောင်စီကအုတ်ချုပ်ခွင့်ရသွားပြီ ဆိုတာနဲ့ တိုင်းပြည်နဲ့လူတို့ဟာပြီးတော့မယ်ပြားတော့မယ်ငြိမ်တော့မယ်ဝတ်တော့မယ်ပေါ့တဖြည်းဖြည်းနဲ့လူကုန်တိတ်ခါတွေကို ရိုက်ချိုးခံရတော့မယ်စားရပေမဲ့မပြောင်းရတော့ဘူးပြောင်းရောင်းပေမဲ့ဂုံတိတ်ခါမရှိတော့ဘူးလူပါလလူအနှိမ်ခံတွေရဲ့ဘဝကိုတတ်ဆင်းရတော့မယ်ဘလောက်ကောင်းဆောင်ခြင်းကောင်းဆောင်ခြင်းနောက်လိုက်မဲ့သူတွေမရှိရင်တယောက်တည်းတကိုယ်တည်း ခေါင်းဆောင်လို့မရပါဘူးစစ်ကောင်စီရဲ့လက်အောက်မှာရှိတဲ့စစ်တပ်ထဲမှာတောင်အာဏာပြည်ဆန်တဲ့အရာရှိ အကြက်တသားစစ်တီတွေမြောင်များစွာ ရှိနေခဲ့ပါပြီဆက်လက်ပြီးစစ်ကောင်စီရဲ့လက်အောက်ကနေယုံထွက်နေတဲ့ယုံထွက်လိမ့်မဲ့စစ်သားခေါင်းတွေလည်းရှိနေပါတယ်အကယ်၍လူတယောက်ဟာတကယ်ပညာဓာတ်တယောက်ဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့ရည်တည်မှုတွေကိုယ်ဝန်းစာကိုတဝန်တစ်ခါလှအောင်ဂုံတိတ်ခါရှိရှိ ရှာဖွေနိုင်တယ်လို့ယုံကြည်ပါတယ်။ကားဖြင့်ရပြည့်လုတ်ကျင့်ရှိတဲ့စစ်တပ်လောက်မှသာလူတံပိုးတွေဟာငွေပြချွတ်ချုံကြနေရတာပါ။ဖြက်လို့ဖြက်စီးလုတ်တတ်တဲ့စစ်ဘိုးတွေရဲ့အုတ်ချုံမှုအောက်မှသာလူသားရက်တည်မှုတွေက အတိတ်ပဲမဲ့ဖြစ်နေကြရတာပါ။စီဒမ်လှုပ်ရှားမှုသာတဖြည်းဖြည်းပဲ့ကျွေယိုယွင်းလာခဲ့ရင် လုံးဝအုတ်ချုံခွင့်မရစေရဆိုတဲ့ကြွေးကြော်သံဟာအာကောင်ချစ်အောင် တန်ကုန်អော်ရင်တောင်ဘဝတ်တို့မញံတော့ပါအခုတော့လုံးဝအုတ်ချုပ်ခွင့်မရှိစေရဆိုတဲ့ကြွေးကြော်တန်ကိုတောင်းတိုက်ကကြားပါစေတာ။